ကဲအားလုံးပဲမင်္ဂလာပါအကြခင်မှာကျိုးမြန်မာနိုင်ငံမှာရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်အဲ့တော့ပြည်တွင်းတွေကနေပြီးတော့မိမိရဲ့မိသားစုစားဖို့နေရေးအတွက်ကိုပြည်ပကိုတွားပြီးစီးပွားရှာနေတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့မိမိနီးစက်ရမိမိနိုင်ငံရဲ့နီးစက်ရမြန်မာတန်ရုံးတွေမှာတွားပြီးတော့ကြိုတင်မဲဆန္ဒပြုရတော့မှာဖြစ်ပါတယ်အဲ့တော့အစိုးရတော့တရားဝင်ကြေညာပြီးပါပြီပုံစံ15ဖြည့်ရမှာဖြစ်ပါတယ် အဲ့ဒီပုံစံ15မှာတို့ကွက်လက်မြို့နယ်ကော်မရှင်ခွဲဆိုပြီးစတယ်ဗျအဲ့တော့ကွက်လက်ဆိုတဲ့နေရာမှာကိုမြို့နယ်နာမည်ကိုထည့်ရမှာဖြစ်ပါတယ်နော်ဥပမာကျွန်တော်ကတန်လင်းမှာနေတယ်ဆိုရင်ကွက်လက်ဆိုတဲ့နေရာမှာတန်လင်းကိုထည့်လိုက်လို့ရှိရင်တန်လင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲဆိုပြီးတော့လာပါတယ်ပြူရတဲ့ခါကျရင်ကျွန်တော်ဂျမကွက်လက်ဒီဆိုရင်အဲ့ဒီနေရာမှာနာမည်ကိုထည့်ရမှာဖြစ်ပါတယ်တတိထားမှာအခုလာမဲ့ကွက်လက် ကွက်လက်ရွေးကောက်ပွဲကျင်းပသည့်နေရတွင်ဆိုတာကကွက်လက်ဆိုတဲ့နေရာမှာဖြစ်ရမယ့်နေရာမှာသတိထားရမှာဖြစ်ပါတယ်။ကွက်လက်ရွေးကောက်ပွဲကျင်းပသည့်နေရတွင်ဆိုတာကအဲ့ဒီမှာကျွန်တော်တို့ထည့်ရမှာเนาะ2028ရက်စန္နလ2025ကိုဝင်းစားဝင်းပိတ်လေးနဲ့ထည့်ပြီးသွားလို့ရှိရင်ပါတီဆုံးအထွေထွေဒီမိုကရေစီဆိုတဲ့စာလေးပါရေးရမှာဖြစ်ပါတယ်။အဲ့ဒါမှ ပါတီတော်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင်ဆိုပြီးတော့သူကထက်ထည့်ပေးတာနော်တက်ဆိုင်ရမျိုးနယ်ဤပြင်ပသို့ရောက်ရှိနေပြီဖြစ်ပါသည်ကျွန်တော်ဂျမအာဂျိုရင်မဲဆန္နဆန္နမဲလက်မှတ်ဖြစ်ဆန္နမဲပေးနိုင်ရေးအတွက်ကျွန်တော်ဂျမနှင့်ပတ်သက်သည့်အချက်အလက်များကို အောက်ပါအတိုင်းဖော်ပြတောင်းဆိုအပ်ပါသည် ဆိုပြီးတော့လာရတာအဲ့တော့တောင်းဆိုသူအမိဖြစ်မဲတိုင်းရင်းသားလူမျိုး စီစီရက်ကပြမွေးသက်ကလေးအဖေအမိအမေအမိထဲ့မဲ့ ထပ်ပြီးတတိထားမှာအောက်မှာ986ကိုတတိထားရမယ်။ခုနှစ်မှာကတောင်းဆိုသူကြီးအမြဲတမ်းနေရလိမ့်စာ။အဲ့ဒါကကိုကပြည်တွင်းမှာနေတော့ကိုအမြဲတမ်းနေတဲ့နေရလိမ့်စာကိုထက်။ထပ်တတိထားမှာအောက်မှာ89မှာကတောင်းဆိုသူယခုရောက်ရှိနေသည့်ရက်ကွက်ကြေးရွာမြို့နယ်ဌာနအဲ့ဒါကပြည်တွင်းနံပါတ်8ကပြည်တွင်းနံပါတ်9ကပြည်ပဗျ။အဲ့တော့ပြည်ပရောက်တဲ့နိုင်ငံသားတွေကနံပါတ်9ပဲဖြစ်ရမှာ။ တော့နမက်ရှိကဖြည့်စရာမလိုဘူးအဲ့တော့နိုင်ငံအမည်နဲ့မြို့အမည်များကိုမြန်မာသုံးဖို့အင်္ဂလိပ်အခရာဖြင့်ရေးသွင်းရန်တဲ့နော်အဲ့တော့အင်္ဂလိပ်လိုပဲရေးလိုက်ပါဗျာနော်အင်္ဂလိပ်လိုပဲရေးလိုက်အဲ့တော့ကိုယ်ကမှပြပမှရောက်တဲ့အခါကျတော့နော်အင်္ဂလိပ်လိုတာဖြည့်လိုက်ဘာလို့တန်ယုံနေရလဲပဲအဲအင်္ဂလိပ်လိုပဲအဓိကဖတ်ကြပါဖြစ်တဲ့အခါကျတော့အင်္ဂလိပ်လိုတာဖြည့်လိုက်အကောင်းဆုံးပဲနောက်ဆုံးကြမှလက်မှတ်ထိုးလိုက်ပေါ့တောင်းဆိုသူကြီးလက်မှန်းဆိုပြီးတော့အဲအောက်မှာဒရိထားမှာထပ်ပြီးတော့ရက်ဆွဲကိုတင်တဲ့ရက်နော် အဲကိုသွားတင်မဲ့ရက်ကိုတခါတည်းထည့်ပါကဲဒီလောက်ဆိုလို့ရှိရင်တော့ပုံစံစံငါဖြည့်ဖို့သဘောတရားလေးကိုနားလည်ပြီလို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်